ဒီဗီရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။အာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့လာမယ့်ရွေးကောက်ပွဲကိုပြည်ရင်းပြည်ပဒီမိုကရေစီအင်အားစုတွေကအပြင်းအထန်ဆန့်ကျင်နေချိန်မှာပဲရုပ်ရှင်အမှုပညာရှင်တွေကမဲဆွယ်စီယုံရုပ်ရှင်တွေစတင်ရိုက်ကူးခဲ့တယ်လို့နိုင်ငံကျော်အဆိုတော်တွေကလည်းစတင်မဲဆွယ်လာကြပါတယ်။ပြည်ရင်းမှာထင်ရှားတဲ့အဆိုတော်တွေဖြစ်တဲ့နီနီခင်စောချမ်းမြင့်မောင်ချိုအောင်လာ ဝေလဖိုးကာရဲရင်အောင်အောင်ထက်ဖြိုးပြေဆောင်ဟန်နီတာ မိဆန်နီမေလာတန်စင်အင်ချစ် အင်းမြဖြူနဲ့လိမ်မော်သီးတို့ကဆိုင်းပုတ်စာတမ်းတွေနဲ့မဲဆွယ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ချင်းမီနယ်တီးတိမ်ဟာခါဖလန်းကိုဆက်သွယ်ထားတဲ့လမ်းမိုင်းကိုစစ်ကောင်စီတပ်ကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးပြီးပြန်လည်ထိန်းချုပ်လိုက်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ့်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုထိခိုက်ပျက်စီးအောင်နှောက်ရှက်ဟန့်တာဖျက်ဆီးနေတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ ဒေသခံပြည်သူ22ယောက်နဲ့အွန်လိုင်းမီဒီယာတခုကိုထပ်မံဖမ်းဆီးမှုတွေရှိနေတယ်လို့စစ်တပ်လက်အောက်ခံသတင်းစာတွေကလည်းတဆင့်သိရပါဗယ် TV နောက်ဆုံးရသတင်းတွေကို TV TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်